စနေသားသမီးများနဲ့ကျမမိတ်ဆွေများအလုံးမင်္ဂလာပါရှင်နော်စတနာပိုင်းအတွက်ကိုစနေသားသမီးများအတွက်အထူးဟောပြောမျှဝေပေးမှာဖြစ်ပါတယ် ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးများအစားဆုံးလေးကြည့်ရှုပေးပါစနေသားသမီးများဒီ17လပိုင်းမှာဆိုရှင်အင်းကတနင်္ဂနွေနေ့ပုတ်တဘူးအဲ့လိုနေသားသမီးမျိုးနဲ့အတိုက်ခံအဖြူတဘောမျိုးကြီးရှိပါတယ်အဲ့တော့စတူစည်းဝါးတွေပူပေါင်းဆောင်ရွက်တာမျိုးတွေကအထူးရှောင်ရမှာဖြစ်ပါတယ်အင်္ဂါသားသမီးတနင်္ဂနွေသားသမီးပုတ်တဘူးသားသမီးဒီလတွေထဲမှာ ပူပေါင်းဆောင်ရွက်ဖို့ရှိရဲဆိုရင်တော့ခဏရက်ထားဖို့လိုအပ်ပါတယ်။เนาะဒီကာလကိုကြော်ဖြတ်ပြီးမှလာပြန်နဲ့အသက်စတင်တာမျိုးတွေကပို့ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီကာလလေးမှာကို့အနေနဲ့ဒီလိုနေသားမျိုးတော့မဟုတ်ဘူး။တောက်ကြ၊ကြာတာပတိ စနေဆိုရင်တော့ရပါတယ်စနေစနေချင်းလည်းအကျိုးပေးပါတယ်တောက်ကြကြတာပေးသားသမီးဆိုလည်းအကျိုးပေးပါတယ်ဒီလိုနေသားသမီးမျိုးနဲ့ဆက်သူစည်းဝါးတွေပူပေါင်းဆောင်ရွက်မှုတွေအောင်မြင်တတ်ပါတယ်စနေသားသမီးတွေဒီဆက်တလပိုင်းမှာလူမှုရေးကိစ္စတွေအသင်းဖွဲ့ကိစ္စတွေဝင်မပါပါနဲ့ဝင်ပါလို့မရပါဘူးကိုဘလောက်ပဲစေတနာထားထားတင်လွဲစရာတွေစိတ်ဝမ်းကွဲစရာတွေတွေ့ကြုံရမှာဖြစ်ပါတယ် ဖွဲ့စည်းတဲ့မှာဘယ်ဖွဲ့စည်းဆိုကိုကကိုရဲ့နာမည်ဂုံတရင်းနဲ့ခိကိုက်စီတတ်ပါတယ်။ဒါကြောင့်အတင်းအဖွဲ့တွေနဲ့မပြုတ်လို့ကိုလိုအပ်ပါရင်နောက်တစ်ခုကကြတော့ဒီကာလမှာစနေသားသမီးကကံကအပြောင်းလဲခြင်းပြောင်းလဲတဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့တော့ကိုကအကြံပေးလိုက်ရင်တစ်ဖက်လူကအောင်မြင်သွားတာမျိုးကဒီကာလမျိုးဖြစ်ပါတယ်။ နေထိုင်မကောင်းတဲ့လူကိုကိုကစေးဝါးတက်စာလှူဒန်းပေးလိုက်တယ်နော်စေးလေးတစ်ခုခုကိုဝယ်ပြီးတော့တိုက်လိုက်တယ်အဲ့ဒီမှာအဲ့ဒီလူနာကဈာမကြီးကောင်းသွားတယ်ဒီလူကံမျိုးထဲမှာကြာရောက်နေခြင်းဖြစ်ပါတယ်အဲ့တော့ကိုလက်နဲ့ထီသွေးသမျှကိုရဲ့ပါဇက်ကနေပြောသမျှအောင်မြင်တဲ့ဩဇာအာဏာကြီးမြင်ပါတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးတွေ အနီရောင်နေအဝါရောင်နေအစင်းရောင်နေရှောင်းရမှာဖြစ်ပါလေအချီရင်နဲ့ပတ်သက်ပြီးတော့စနေသားသမီးများကအောင်မြင်တဲ့အိမ်အောင်ရေးဆိုရင်လည်းအောင်မြင်တတ်ပါတယ်အချီရင်နဲ့ပတ်သက်ပြီးတော့လည်းဝန်တာစရာတွေတည်င်းကောင်းနေကြမယ်နော်ကိုချစ်မဲ့ကိုတန်ဖိုးထားတဲ့လူကိုတကယ်ချစ်တဲ့လူ တွေ့ရမယ်အဲအိမ်တော်ကြီးမှာဆိုရင်လည်းအရင်ကတည်းကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ပုံမှာပို့ပြီးတော့ကောင်းမွန်စွာဆက်ဆံလာတာမျိုးတွေတွေ့ရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှ သိတာငွေကြေးပိုင်းမှာလည်းကွာကံကောင်းနေရတက်ပါလေလက်ထက်မှာလုံးဝပတ်စံမရှိဘူးဆိုရင်တော့မှကိုယ်ငွေကြေးကြီးကုညီမဲ့လူကြီးပေါ်လာတာမျိုးကြီးကဒီလိုကိန်းဒီလိုကာလဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေကဒီကာလမှာယာတူးတိုးမယ်အလုံးကိုင်းကြီးကောင်းမွန်မယ်ပညာရေးတွေအောင်မြင်တတ်ပါတယ် လူရှိလူခင်ပေါ်များမယ်အပြိုလူပြိုဆိုရင်အိမ်တောင်ကြခင်ရှိပါတယ်အဲ့တော့ဖျားဝခီးတွေတွာရတက်တယ်ပြော့ဝဲရှင်ပွဲတွေတွာရတက်ပါတယ်သနေသားသမီးတွေပြောရမယ်ဒီကာလမှာဆိုရင်လုပ်ငန်းတည်တည်စတင်တာမျိုးတွေအလုံးသိက်ကိုရှောက်တာမျိုးတွေ ရရှိတတ်ပါတယ်အလုံပြောင်းနေရပြောင်းနေကောင်းတယ်ရာဒူးတိုးဖို့ရှိတယ်နာသာတိုးဖို့ရှိတယ်အလုံနဲ့ပတ်သက်ပြီးရှောက်ထားတဲ့နေရအလုံနေရရရှိတတ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကဒီကာလလေးမှာမိမိတို့အနေနဲ့မျက်စွာဖျားရှင်ကိုမိမိတို့တရက်မှာစေဝါတ္တစာကတ်လို့ပြီး နောက်တရက်မှာအဲဒီစေဝါလေးကိုနေတိုင်းမကောင်းတဲ့လူတို့ဦးကို ပြန်လဲပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ် အဲစနေသားသမီးတွေဒီကာလမှာဆိုလို့ရှိလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဒီကားမရှိသေးတဲ့ကားနဲ့ပတ်သက်တာတွေအကျိုးပေးတယ်နော်ကားတိတ်လဲမာတွေကားတိတ်ဝယ်ယူတာမျိုးတွေကောင်းတယ်အိမ်ချမ်းမြေလုပ်ငန်းမျိုးတွေအောင်မြင်တတ်တယ်အဲ့တော့စနေသားသမီးတွေအထူးအားဖြင့်ကစိတ်သားရှောင်ဝါမှာဖြစ်ပါတယ်စိတ်သားလုံးဝမစားပါဘူးဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေစောင့်ရွက်မယ်ဆိုရင်2ရက်3ရက်4ရက်16ရက်12ရက် အဲ့ဒီရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေစောင့်ရွက်ပါတည်ကြပါအောင်မြင်တတ်ပါတယ်။ဟုတ်ဘူးနော်။ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်2ရက်3ရက်4ရက်12ရက်16ရက်တွေမှာလုပ်ပါအောင်မြင်ပါတယ်။အဲ့တော့စနေသားသမီးတွေကျွန်မအနေနဲ့ဒီကတစ်ခု အသက်35နှစ်ရောက်နေတဲ့စနေသားသမီးများအခုဗီဒီယိုလိုင်းလေးကိုကြည့်ရှုနေရဆိုရင်မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့ဆုံးဖြတ်ချက်တွေမှားယွင်းမှုကြောင့်စီးပွားရေးတွေကျသွားတာမျိုးတွေလက်ရှိအလုပ်ကနေပြီးတော့မှအလုပ်ပြုတ်သွားတာမျိုးတွေအလုပ်နေရပြောင်းရွှေ့ခြင်းခံရတာမျိုးတွေအလုပ်လက်မဲ့ဖြစ်သွားတာမျိုးတွေ35နှစ်မှာကျုံ့ဝတ်တက်ပါတယ်အဲ့တော့ခိုင်ရန်ဖြစ်ွားတက်ပါတယ်ခဏခဏကိုယ်ပေါ်မှာရန်ပြုတ် သဘောမျိုးကြီးကြုံရတတ်ပါတယ်ဒါကြောင့်ဒီ35နှစ်မှာကိုကအမှုဖြစ်နေတယ်လို့ကိုကြီးလုံးဝမပြီးပါနဲ့အိမ်အောင်ရှိသူလို့ဆိုရင်တော့ဒီကာလမှာစကားမများရအောင်စင်ကြင်ပြီးနေရမယ်ကဲငိုကြေးကိစ္စကြီးကူညီမယ်ဆိုရင်လည်းဒီကာလမှာလုံးဝမကူညီပါနဲ့နော်ပြောတင်တာကတော့ဒီကာလမှာစိတ်တိုင်းနဲ့လုံးဝမစားပါနဲ့အဲ့တော့ကို့အနေနဲ့အညံ့နေပြပြောက်ချင်းနေဆိုရင်တော့ မြတ်စွာဘုရားရှင်ရင်ဘတ်တော်မှာရွှေချပြီးပါဝင်းနေမနဲ့ပိုင်းနေပါเนาะပြီးရက်သက်စီလှူပြီးပါ 35လည်းပေါ့ရက်က35လည်းအသက်35နှစ်ရှိတဲ့စနေသားသမီးဆိုရင်ရက်35လည်းအသက်28နှစ်ရှိတဲ့စနေသားမျိုး28လက်ကိုသူတို့ရဲ့မွေးနေ့တောင်းမှာကိုစားလှူဒန်းပေးလဲရတယ်ကိုကိုယ်တိုင်လှူလဲရတယ်အဓိကပြောချင်တာကြတော့ကြာပန်းအဖြူရောင်တွေ့တယ်ဆိုလို့ရှိရင်တော့လှူဒန်းပေးပါမကြာခဏကြာပန်းလေးလှူပြီးတော့တာဆူတောင်းပေးပါရွှေရောင် နော်ထီးနှစ်လက်ကရွှေထီးနှစ်လက်ကိုတက်ချေကပ်လေးဒီလိုမျိုးလေးလုပ်ပြီးွားမြတ်စွာဘုရားရှင်ကိုပူပါဒါဆိုရင်ဒီကာလမှာစနေသားသမီးကြီးကံကောင်းသွားမှာဖြစ်ပါတယ်အဲ့တော့အင်နာပြုဖြည့်ဆိုတဲ့အခါမှာစာဝဲဖြည့်ဆိုတဲ့အခါမှာမိမိတို့အနေနဲ့ဒီကာလလေးမှာအထူးဂယုဆက်ရမှာကဒီတောက်တော်ဘူးနေ့ညနေ3:00အင်းလုံး အကြီးတလုံးပေါ့နော်တက်ကြီးရွယ်ကိုအဖိုးအပွားတက်ရောက်ပေါ့ကိုအိမ်ကြီးနားမှာရှိတဲ့အတော်ကြီးအန်တီကြီးပေါ့ပေးလိုက်ပါဝယ်ပြီးတော့မှပေးလိုက်တာမျိုးပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အလုပ်အကိုင်းကြီးအိမ်ကိစ္စတွေအခက်ခဲတွေစင်ကြီးသွားပါလိမ့်မယ်အဲ့တော့စနေသားသမီးကဒီကာလမှာလူပညာရှင်တွေဆိုရင်တော့အဆက်အသွယ်ကောင်းနေရမယ်ကိုယ့်ရဲ့နာမည်တွေကစက်တလာပိုင်းမှာပို့ပြီးတော့လူပညာလာမယ် ကိုယ့်ရဲ့အမှုပညာလုပ်ငန်းတွေလည်းပို့ပို့ပြီးတော့လုပ်ကံရတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလမှာ9ည15ညကိုယ့်ရဲ့တေဇအရဌာနမှာပန်းအိုးထိုးပြီးတော့လှူဒါန်းထားလိုက်ပါ ဒါဆိုရင်ကိုယ့်ရဲ့ဖုံးကန်လေးတွေမြင်ပြီးတော့မှကံကောင်းသွားပါလိမ့်မယ်။ကဲစနေသားလူများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပါလူရာဆန္ဒနဲ့ပြည့်ဝနိုင်ကြပါစေ။